ချင်းပေါင်ဟင်းလေးနဲ့ငရုတ်ဒီစားထောင်းလေးနဲ့ကိုသမင်းနဲ့ပြီးလို့ရှိရင်ရေစိန်ထားတဲ့ဖန်တီးကျွလေးကိုတို့စားရတာလူတိုင်းနှစ်သက်လိုက်မယ်လို့ထင်တယ်နော်ဒီတဖန်တီးတွေကပင်စီတွေမှာအခိုင်းလိုက်ကပ်ပေါက်တက်တာမျိုးတွေပြီးလို့ရှိရင်ဝါစားလို့ရတဲ့အစိလေးတွေပါပါတယ်အစိမ်းအောင်ရှိပြီးတော့အမဲ့လာတဲ့အခါကြလို့ရှိရင်ညီရဲရဲလေးနဲ့ချစ်စရာတော့အရင်ကောင်းပါတယ် အဖန်တီးကိုဒီတိုင်းတုတ်စားတာရှိတလို့စားရည်စိန်စားတာမျိုးတွေလည်းရှိတယ်ပေါ့နော်စားကောင်းတဲ့တဖန်တီးကကျမကြီးကိုဘလို့အထောက်အကူပေးနိုင်မလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါ WeJoy Sharing Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော် အရင်ဥဆုံးတဖန်သီးဆိုတာကပါလဲပေါ့နော်တဖန်သီးဆိုတာကတဖန်ပင်ရဲ့အသီးပါအရရတဲ့အပင်ကြီးမျိုးတွေပါပင်စီမှာကပ်ပေါက်တတ်တဲ့တဖန်ကိုရေတဖန်နဲ့ကုန်းတန်ဆိုပြီးတော့ခွဲခြားထားပါတယ်အပေါခွန်ထူထူလေးနဲ့အသွင်းမှဝါးစားလို့ရတဲ့အစိလေးတွေလည်းပါတယ်အခွန်ပါမှဝါးစားလို့ရပါတယ်တကယ်လို့တဖန်သီးကိုအစိုင်းကိုရောအမဲ့ကိုပါဒီတိုင်းစားလို့ရပါတယ်နော်တဖန်သီးမှာပါတဲ့အာဟာရဓာတ်တွေက ရည်ဓာတ်တွေပါဝင်နေပါတယ်။ကယ်လိုရီတွေ၊ကာဘိုဟိုက်ဒရိုက်တွေ၊သကြားဓာတ်၊အမြင်ဓာတ်၊ပရိုတင်ဓာတ်၊အဆီဓာတ်၊ကယ်လ်ဆီယမ်ဓာတ်၊ပိုတက်ဆီယမ်ဓာတ်နဲ့ပြီးလို့ရှိရင်ဗီတာမင် D, ဗီတာမင် C, ဗီတာမင် E တို့ကပါပါဝင်နေပါတယ်နော်။ အဆောလို့ရှိရင်တဖန်ပြီးမှရောဘလို့ကြိုးကျေးစုတွေရနိုင်လဲဆိုလို့ရှိရင်ခုခံအားမကောင်းတဲ့သူတွေဆိုလို့ရှိရင်တဖန်ပြီးကိုဗီတာမင်စီကျွေးဝတာကြောင့်ခုခံအားကောင်းစေဖို့အထောက်အကူပေးနိုင်ပါတယ်เนาะအဲအေမီတာမျိုးတွေဖျားနာတာမျိုးတွေမဖြစ်စေဖို့လည်းထောက်ကူပေးတယ်ဗီတာမင်စီကျွေးဝမှုနဲ့တန်ဓာတ်ဆုပ်ယူမှုကြောင့်ကောင်းစေပြီးတော့သွေးအားနည်းတဲ့ယောဂါတွေကိုလည်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်เนาะဒါတွေမပြေမဟုတ်ပဲနဲ့အယူတွေကိုလည်းတတ်မှာစေတယ်တကယ်လို့တဖန်ပြီးကိုစား ေးမယ်ဆိုလို့ရှိရင်ခနာကိုအတွက်ဂစီယံပြေးဝစေပြီးတော့အယိုးတိုက်တယ်ပြောကြတာကိုလည်းသူက တတ်တာစီပါတယ်တချို့လူတွေကအယိုးပါတာမျိုးတွေအယိုးပွားတာမျိုးတွေမဖြစ်စေဖို့လဲထောက်ကူပေးနိုင်ပါတယ်เนาะတကယ်လို့အယိုးတွေကိုတန်မာစေပြီးတော့အယိုးကျိုးလွယ်တာကိုကာကွယ်ပေးနိုင်တဲ့ဒီအယိုးအပ်တာမျိုးတွေမဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်เนาะဒါတွေတင်မဟုတ်ဘူးเนาะတကယ်လို့ဝိုက်ချနေတဲ့သူတွေအတွက်လဲအသုံးပြုပြလို့ရပါတယ်เนาะအမြင်တတ်တွေကျေဝရဲပြီးလို့ရှိရင်အစာခံစေနိုင်ပြီးတော့ဝိုက်ချစေဖို့ထောက်ကူပေးနိုင်ပါတယ်အမြင်တတ်တွေကျေဝမှုကတွွတ်တွင်းကကိုလက်စထောကိုလဲကျစေ င်ကြည်ပြီးတော့နှလုံးယောဂါစီးချူယောဂါမဖြစ်စေဖို့လည်းကာကွယ်ပေးနိုင်ပါတယ်။အစီကျစိတ်ပြီးတော့ကြွက်သားတွေတက်စေဖို့လည်းအထောက်အကူပေးနိုင်တယ်လို့ခန္ဓာကိုယ်ကကြွက်သားတက်အောင်လေ့ကျင့်နေတဲ့ပြည်တွေလည်းစားသုံးပေးလို့ရပါတယ်နော်။ဒါတွေတင်မဟုတ်ပဲနဲ့စီးချူယောဂါကိုလည်းကာကွယ်ပေးတယ်နော်။ တဖန်တီစားသုံးပေးတာကအစီချိုကောက်ခွေနိုင်ပါတယ်။အကြောင်းကတော့တဖန်တီမှာဗီတာမင်တွေအများကြီးပါဝင်နေတဲ့အတွက်ကြောင့်မလို့ကိုလက်စထရောတွေကျဆင်းပြီးတော့စီချိုကိုလည်းကောက်ခွေပေးနိုင်ပါတယ်။အမြင့်ဓာတ်တွေပါဝင်နေမှုကအစာစားပြီးချိန်တိုင်းရုပ်တရက်တွင်းတကြားဓာတ်မြင့်တက်တာမျိုးတွေမဖြစ်အောင်ကောက်ခွေပေးနိုင်ပါတယ်နော်။စီချိုပကြီးပဲလားဆိုတော့မဟုတ်ဘူးနော်။တွေးတိုးကိုလည်းကျဆင်းနိုင်ပါတယ်။တဖန်တီမှာပိုတက်ဆီယမ်တွေပါဝင်နေတာကြောင့် ွေးပောင်ချိန်ကိုကြာစေဖို့အထောက်အကူပေးနိုင်ပါတယ်။တွေးသိုးကိုလည်းကြာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဒါကြဒါကြောင့်တွေးသိုးကြာစေဖို့ဆိုလို့ရှိရင်တဖန်သီးကိုလည်းစားပေးလို့ရပါတယ်နော်။ဒါတွေတင်မဟုတ်ပဲနဲ့အရေးပြားနဲ့စန္ဒာကျမ်းမစေနိုင်နဲ့နော်။တကယ်လို့စန္ဒာတွေအရေးပြားတွေလက်သေးချေသေးတွေကျမ်းမတန်ဆန်းစေဖို့လည်းတဖန်သီးကိုစားပေးလို့ရပါတယ်နော်။ဒါဆိုလို့ရှိရင်တဖန်သီးကနေပြီးတော့ပေးလာတဲ့ကျမ်းမရေးကျေးကျူးစုတွေအားလုံးသိပြီးလိုက်မယ်လို့ထင်ပါတယ်နော်။ဒါဆိုလို့ရှိရင် ီဝီရိုရဲ့နောက်ထပ်ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်အောင်ဝီရိုရဲ့ channel လေးကို notification နဲ့ subscribe နဲ့အနှိုက်တွားပေးဖို့မမေ့ပါနဲ့နော်